မင်္ဂလာပါခင်ဗျာ2021ခုနှစ်မှာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့ချင်းညင်အောင်ဖွဲ့ CB ဟာအင်အားကြီးချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်ဒေတာရင်းချင်းလူမျိုးစုလက်နက်ကိုင်တပ်တွေစုပေါင်းဖွဲ့စည်းထားတဲ့တပ်ဖွဲ့ဟာချင်းပြည်နယ်ကမတူပီမင်းတပ်ကံပတ်လက်ဖလန်စရိုင်မျိုးတွေကိုစစ်တပ်လက်ထက်ကနေသိမ်းပိုက်ထားနိုင်ပါတယ်ချင်းညင်အောင်ဟာရခိုင်တပ်အာရခတပ်တော် AA ရဲ့မာမိတ်တပ်လည်းဖြစ်ပြီးတော့ချင်းပြည်နယ်ထဲမှာပါ AA က CA ကူညီတွေပေးနေတာပါချင်းညင်အောင်တပ်ဖွဲ့တွေရဲ့ခေါင်းဆောင်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလတွေမှာရခိုင်ပြည်နယ်လေးကိုသွားပြီးတော့ ဘိုးချုပ်ထွန်းမြတ်နိုင်ခေါင်းဆောင်နဲ့အေအေထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ခဲ့ကြပါတယ်။ချင်းကြီးတော်နဲ့အာရခတက်တော်တွေ့ဆုံမှုမှာစီရေးအပြင်ဘလို့သဘောတူညီမှုတွေရခဲ့ကြပါတယ်။စစ်တပ်ထိုးစစ်ပြန်အောင်ကောင်းလာတဲ့ချင်းမှာဘလို့စီရေးပူးပေါင်းတာတွေရှိမလဲ။စတဲ့အကြောင်းအရာတွေကိုချင်းကြီးတော်ရဲ့ပြောဆိုခွင့်ရှိတဲ့စလိုင်းရောမန်နဲ့မြန်မာတော်ကတွေ့ဆုံမေးမြန်းသွားပါမယ်။ဟုတ်ကဲ့မင်္ဂလာပါကိုရောမန်ခင်ဗျာ။ရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့အောက်တိုဘာလကအာအာရခတက်တော်နဲ့ချင်းကြီးတော်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဘလို့တွေကြောင့်တွေ့ဆုံခဲ့ကြတာပါလဲ။ ULAAA နဲ့ကျွန်တော်တို့ဒီချင်းညင်အောင်နဲ့အစတင်ချိတ်ဆက်လုပ်လုပ်တာတော့ဒီချင်းညင်အောင်မပေါ်ခင်ကလေးပါချင်းညင်အောင်မပေါ်ခင်ကလေးကဒီ CDF Minted တို့ CDF Complete တို့ဘောနော် CDF မတူပြီးတော့ねချိတ်ဆက်အလုပ်လုပ်နေပြီးသားပါအဲချင်းညင်အောင်ကိုဖွဲ့စည်းလိုက်တဲ့ဒီ2023ဒီဇင်ဘာ30ဘောနော်အဲအဲ့ဒီမှာအဲဒီဒီဇင်ဘာ30 31ပေါ့လေအဲ့ဒီမှာကလေးကကျွန်တော်တို့ဟို ချင်းချင်းတော်ပြောချင်ပြောမှဆိုချင်းချင်းတော်စမစခင်ကလေးကတော့အပူပေါင်းချိတ်ဆက်နေပဲလို့လို့ခိုင်းနေကြပြီပေါ့နော်တင်တန်းပေးတဲ့အပိုင်းဒီအဲ့လိုမျိုးရှိနေပြီချင်းချင်းတော်ရေလို့ပေါ်လာပြီးတဲ့နောက်ပိုင်းမှာလည်းပဲကျွန်တော်တို့ပူပေါင်းစစ်စီရေးဒီချင်းချင်းတော် CB operation နေနေပေါ့နော်ဂျင်တွေးနံပါတ်2ပြီးအမင်တအခု complete လောက်ရောက်သွားတယ်ပြီးတော့မှ flan ဆက်တဖြစ်ပေါ့ကျွန်တော်တို့အချင်းချင်းပြန်လာပူပေါင်းချိတ်ဆက်နေတော့ကြာပါပြီဒီနေ့ကြော်သွားပါပြီဒီဒီချိန်ကတွေ့ဆုံဖြစ်တယ်ဆိုတော့ဒီ အယူအလီရဲ့ဥက္ကဋ္ဌပေါ့နော်ဒီ EA ရဲ့တမှုချုပ်ဘောချုပ်ထွန်းမြတ်နိုင်ငံဖိတ်ကြားချက်အရကျွန်တော်တို့ဒီချင်းကြီးတော်6ဖွဲ့လုံးကအာတွေ့ဆုံမြင်ပြမှာတွေ့ဆုံကြတာပေါ့နော်ဒီတော့ဒီ Zoom မှာတွေ့တာရှိတယ်ဟာချိတ်ဆက်လုပ်ကိုင်းစကားပြောကြတယ်ရှိတယ်ပေါ့အခုတော့မြင်ပြမှာတွေ့ဆုံဖြစ်ကြတယ်ပေါ့ဘောချုပ်ရဲ့ဖိတ်ကြားချက်အရပေါ့နော်အဲ့လိုနဲ့ဒီအော်တိုဘာလာစောပိုင်းမှာတွေ့ဆုံခဲ့တာဒီခိုင်းမျိုးအဲ့လိုမျိုးပေါ့နော်မျိုးအများအကုန်လုံးတော့မရောက်ပါဘူးခင်ဗျာအဲ့လိုမျိုး၄၅မျိုးလောက်ပေါ့နော်အဲ့လိုမျိုးဒီသွားလာတယ် ဟို site seeing တွေပေါ့နော်ကျွန်တော်တို့ဒီ cell တွေစီးတယ်ဟို tin body စီးတယ်အဲ down တွေတချို့ဘယ်လိုပြောမလဲဒီ CD တွေပေါ့နော် CD ဖျားတွေအဲပြီးတော့မှတချို့မြင်ကွင်းကောင်းတဲ့ view point ရှိတဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးတက်ကြီးကြတယ်လိလာကြတယ်ပေါ့နော်အဲ့လိုမျိုးတွေပါပြီးတော့ကန့်ချီတွေပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့ချင်းနေကြတော့ကန့်ချီဆိုတာမမြင်ဘူးတိတ်နည်းနည်းလှမ်းမွေးတွေပေါ့နော်အဲ့လိုဆိုတော့ပင်လယ်စာတွေစားတယ်ပေါ့လေအဲ့လိုမျိုးတွေပေါ့ ဆိုတော့သွားလာရင်းနေတော့ဘယ်လိုပြောမလဲကျွန်တော်တို့လည်းမတူဘူးမတူဘူးပေါ့နော်ကျွန်တော်တို့တောင်ကျွန်တော်ကျတော့တောင်ပေါ်မှာနေလို့သူတို့ကပင်လယ်မှာနေတယ်လို့ကျွန်တော်တို့ကစားတဲ့တီးတွေကကော်လခါတို့ထော့ပတ်တီးတို့ဘယ်လိုလိမ္မော်တို့စတော်ဘယ်ရီတို့စားတယ်သူတို့စားတာကအုံဒီတို့နော်အလိုအလိုနေမတူတော်တော်မတူတာများတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဘက်မှာကျတော့ ျွန်တော်တို့မှာစားနေတဲ့လို့ဆိုဆိုထောပတ်တီတို့ပန်တီတို့စတော်ဘယ်ရီဆိုတာသူတို့အတွက်တထေးစားတယ်သူတို့ကရိုးရိုးတာမန်လူဒန်းစားတွေစားပါတယ်ဆိုတော့ငါပြီတော့ငါချုပ်တော့ဆိုတော့ကျွန်တော်တို့အတွက်တထေးစားတွေပေါ့နော်ဆိုတော့ကျွန်တော်ချင်းချင်းကချင်းချင်းကတထေးတွေပေါ့ချင်းချင်းပေါ့နော်ပြောမစွပေါ့လေဒါပေမဲ့နေပြည်မှာတော့ဟိုသွားမယ်ဆိုရင်ဒီအာတော်တော်များများလွန်းလွန်းလပ်လပ်ဖြစ်နေတယ်ဟိုလုံခြုံနေတယ်ပေါ့ပါတယ်ပေါ့နော်သူတို့တွေနေပေါ့လေ ကုံယူတဲ့ပုံစံလေးတွေရှိတယ်။အဲပြီးတော့မှဒီ UL တချို့စိုက်ပုတ်တွေဆိုမနော်နိုင်ငံကြီးသားပြည်ပြည်သားကြပါဆိုပေါ့နော်။ဟိုအမိုက်ပြတာအစအအနေထိုင်အပြောဆိုပြုမှုအစတိတ်ခါရှိတဲ့နိုင်ငံကြီးသားပြည်သားတဲ့လူမျိုးတွေဖြစ်ကြဖို့ပေါ့နော်။အဲ့လိုမျိုးဟိုဒီဒါကနိုင်ဒီစီကြီးနိုင်ငံရေးတဲ့ဟုတ်ပဲနဲ့ပေါ့လူမှုရေးအရာပေါ့နော် culture ရဟိုဆွေးခေါ်လာတယ်ပြင်တင်လာတယ်ပြီးတော့မှမွတ်စလင်ရဲတချို့ပေါ့နော် ဟိုအဲ့လိုမျိုးပေါ့လက်နဲ့ကင်တယ်မစလင်နေတချို့တွေ့ရတယ်ပြီးတော့မှတချို့ချင်းလူမျိုးတွေကိုဟိုမြို့နယ်အချို့ရေမှုလူမျိုးတွေနေရာပေးထားတဲ့အပိုင်းတွေပေါ့နော်အရင်ကစေရေးပူပေါင်းခဲ့တဲ့အဖွဲ့တွေဖြစ်တော့အခုတွစ်ဆုံမှုကဘလို့တွတ်တက်မှုတွေရှိပါတယ်စေရေးပြည်နိုင်ငံရေးစီးပွားရေးမဟာမိတ်တွေပြည်ပူပေါင်းချိတ်ဆက်ဖို့ပြောဆိုကြတာတွေရှိတယ်လို့ပြောထားတော့ဘလို့အခြေအနေတွေရှိလာပါမလဲစီရေးနဲ့ပတ်သက်လို့တော့အဲစီရေးနိုင်ငံရေးစီးပွားရေးဆိုတာ ရေပွေးရဆန်ဆန်ပြောကြတာပါပြောချင်တာကကျွန်တော်တို့အနေနဲ့လက်ရှိမှာစီးရီးနဲ့ပတ်သက်ပြီးမှာဒေါ်လိုင်းနဲ့ပတ်သက်ပြီးမှာပေါ့နော်ဒေါ်လိုင်းလို့ပဲပြောပါမယ်ရုံးကန်ဆိုင်အများကြံသေးတယ်ဒါပေမဲ့လည်းဒါဒီတွေ့ဆုံမှုကဒေါ်လိုင်းရဲ့တက်တက်ကြီးတွေ့ဆုံမှုပဲနေပေါ့နော်ဒီ possibility ဒီပေါ့နော်အနာကအလားအလာတွေဖြစ်နေတာဆိုရင်နိုင်ငံကြီးရဘလို့ဖြစ်နေနေစီးပွားရကျွန်တော်တို့ကချိတ်ဆက်နေတဲ့လူတွေကိုဥပမာကျွန်တော်တို့ဆိုရင်ရဝတီမြောင်းမြပတိန်ဆန်နေပဲစတာလေ အေးရကျွန်တော်ရခိုင်စံနေဆိုနီးနီးလေးပဲကိုဆိုတော့ဒါကျွန်တော်တို့ရဲ့စာဝတ်နေရခက်ခဲပြဿနာကိုဆန်းလေးကခက်ခဲပြဿနာဖြစ်ရှင်းတာဖြစ်မယ်တောင်ပေါ်မှာကျွန်တော်တို့ဖော်ဖော်တီတီရတဲ့ထောပတ်တီတီကိုလခါတီတီ strawberry တွေပါတယ်ဆိုတော့ကကျွန်တော်တို့ဒီ knock free ကျွန်တော်တို့နောက်နားလေးကိုတင်ဖို့လဲနဲ့တို့ရောက်သွားမယ်အဲ့လိုမျိုးပေါ့နော်တို့ရှိမှရှိတယ်ငါပြီးငါ6တရာစာကျွန်တော်တို့ရှိဝင်လာမယ်ဆိုရင်ခုနပြောသလိုပေါ့ကျွန်တော်တို့မှာဟို ဟိုမှာကျွန်တော်ငါချုပ်တည်ဆိုရင်ငနေနှုန်းတော့ဆိုတော့ကျွန်တော်အဲ့ဒါငမန်းကို6ကင်ထားတာထင်တယ်ပေါ့နော်ကျွန်တော်တို့ရှိရငါချုပ်ဆိုတာကတကောင်ကိုနှစ်ပိတ်တာသုံးပိတ်တာဆိုရင်ကြီးလာပြီပေါ့လေတကောင်တစ်ပိတ်တာခွဲလောက်ဆိုရင်တော့တော်တော်ကြီးနေပြီတော့တံပုံငားတွေကိုရေချုံငားတွေကိုသူတို့ရှိရငါချုပ်ကနှစ်ပိတ်တာလောက်ရှိနေတာကိုဆိုတော့အဲ့ဒါငါမန်းတင်တယ်လို့ဟုတ်လားဝေလငါဝေလငါချုပ်လို့ထားလာမသိဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့ပဇွန်နီဆိုလဲနည်းနည်းတော့ကြီးတွေမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့တက်ကတော့အဲ ငပိဒီဆိုရလဲပေါ့နော်ငပူတို့ကလည်းငပိဒီလည်းအတန်းစားရှိတော့ပစွန်ချုပ်တယ်လည်းမျိုးစားအများကြီးရှိလေငားဆိုလဲမကြီးမတော့နေအောင်ပဲဘလို့မျိုးငားတွေမလဲမသိဘူးပေါ့နော်အများကြီးပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်မှာ trade လုပ်ဆရာအများကြီးရှိတယ်ကျွန်တော်တို့ရဲ့ values ဒီပေါ့နော်တက်ကိုတရား complement ပေါ့တက်ကိုတရားဖြည့်ဆွတ်နိုင်တဲ့အခြေအနေတွေအများကြီးရှိတယ်ပေါ့အဲ့ဒါတွေတော့လည်းစဉ်းစားကြတဲ့သဘောပါဒီကတော့ဒေါ်လာရင်းနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်တို့ဒေါ်လာရင်းတတိရှိဖို့ပြင်ဆင်ကြဖို့ပေါ့နော်အဲ့လိုမျိုးပါအဲ့ဒီ ် specifically ဆွေးနွေးတာတော့မရှိဘူးရေပုံရအဖြစ်ပေါ့နော်တနင်္ဂနွေလောက်ရအခြေအနေကိုကျွန်တော်တို့ကျွန်တော်တို့ကတော့ပို့ချုပ်တို့ဒီလူကြီးတွေစီကလေ့လာတည်ကြတော့ပေါ့ကျွန်တော်ကလူကြီးလို့ပြောတာပေါ့သူတို့ကတော့ညီကိုတွေလို့ဆက်ဆံပါတယ်ဒါပေမဲ့ကျွန်တော်တို့တော့ကျွန်တော်တို့အများကြီးတည်နာတယ်လူတွေတချွတ်တယ်လူတွေအတံမီတာလူတွေလို့ဟိုကာရဘာထားပါတယ်ဆိုတော့မင်းမြန်းချင်တာပေါ့ကျွန်တော်တို့တော့ပို့ချုပ်နေတဲ့အခါကျွန်တော်တို့လည်း program လည်း media လို့ဖြစ်ကုန်တာပေါ့နော် မေးကြမြန်းကြဟိုလိုပေါ့နော်ဘယ်လိုပြောမလဲဟိုရှိန်လက်ရှိန်ကတာပေါ့ပြောချင်တာကသူ့မှာကဟိုသူတွေလုံခြုံရေးရပြင်ဆင်မှုရဘာညာပေါ့နော်တကယ်ဟိုတော်တော်ကြီးကြီးမားမားဖွဲ့စည်းပြင်ဆင်နိုင်တာဆိုတော့လေနော်အဲ့လိုမျိုးဆိုတော့သူတို့အနေနဲ့လည်းပဲအများကြီးစူးစမ်းနေတော့မယ်အများကြီးအားထုတ်နေတော့မယ်မနာတာအလုပ်လုပ်နေတော့မယ်ရုန်းကန်နေတော့မယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းတင်ယူရတယ်လိလာရတယ်ပြီးတော့မှ ကျွန်တော်ဘက်မှာလည်းပဲဒီစီကွန်စီထိုးစင်းတဲ့ပတ်သက်ပြီးမှကျွန်တော်ဘလို့ပြင်ဆင်ကြမယ်လဲဘာလို့ကြမလဲဆိုတဲ့အပိုင်းဒီမှာကျွန်တော်တို့ကြိုးစားအထောက်အပံ့ရှိတာပေါ့အဲ့လိုမျိုးပါစီကြီးနဲ့ပတ်သက်တွန်လိုင်းနဲ့ပတ်သက်ပြီးမှဆိုတာလေနော်ရေပုံရအဖြစ်ပါကျွန်တော်တို့ကတကယ်အလုပ်လုပ်ဖြစ်ကြမှာပဲဒီဒါဝန်ဒီပေါ့နော်ဂျူဒီဒီတာဂက်ဒီပုံမှာပုံမြောက်အောင်လုပ်ရင်းဂိုင်ရင်းအပြန်အလှန် မေးမြန်းရေးကူညီတောင်းရင်းနဲ့လုံရင်ကိုင်းနဲ့ပဲဖြစ်လာမဲ့သဘောမျိုးပါအဲ့ဒါအတွက်ဒီ general idea လေးတွေပေါ့နော်အဲ့လိုမျိုးဒီဆွေးနွေးဟိုဆွေးနွေးကြတယ်အဲ့လိုမျိုးသဘောပါဒီတွဲဆုံမှုတွေမှာချင်းညီအောင်တက်ဖွဲ့တက်ဖွဲ့ချင်းစီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အာရခတက်တော် AACUC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ထိပ်ပိုင်းခေါင်းဆောင်တွေပါခဲ့တယ်လို့သိရပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်စီကနေဘာတွေလေ့လာသင်ယူကြရပါသလဲအဖွဲ့အစည်းမှာတော့သူတို့ရဲ့ ဖြတ်တန်းပုံပေါ့နော်အစစ်စစ်ပြီးတော့မှဟိုဘယ်လိုပြောမလဲတီးခံနိုင်စွမ်းရှိတယ်တို့မှာဟိုနှိမ့်ချနိုင်စွမ်းရှိတယ်ခြေတန်းလုံနိုင်စွမ်းရှိတယ်တပည့်သားအထင်သေးတာမဲ့ရတာဖဲ့ရတာတွေအကုန်လုံးကိုကိုရဲ့အလုပ်ကိုပဲကို focus လုပ်တဲ့အပိုင်းတွေပေါ့နော်ပြီးတော့မှဟိုဘယ်လိုပြောမလဲဒီသူတို့ရဲ့ အရခပြည်သူတာအခေယဆိုတဲ့သဘောမျိုးပေါ့နော်ပြည်သူလူထုရဲ့ knowledge ချက်ပြည်သူလူထုရဲ့ဝိညာဉ်ဟောပြည်သူလူထုရဲ့ဆန္ဒနှလုံးသား knowledge ချက်ကိုဒီ ULA အကုန်လုံးမှာပြန့်နှံ့စိတ်ဝင်နေအောင်ပေါ့နော်အဲ့လိုမျိုးလေးတိစောက်ထားနိုင်တယ်ဝါဒကြီးအရာသဘောထားကြီးအရာခံယူချက်ရပေါ့နော်အဲ့ဒီပုံမှာပဲဟိုဘယ်လိုပြောမလဲဟိုကျွန်တော်တို့ဟိုအများကြီးလေးစားရပါတယ် တင်ယူရတဲ့အပိုင်းလေးပေါ့နော်ပြီးတော့မှအခုနလိုမျိုးပေါ့သူတို့အချင်းချင်းသူတို့ပြောတဲ့စကားတခွန်းတော့ရှိတယ်ဒါအရာရှိကြီးကျွန်ပြောတဲ့ခါပါကျွန်တော်တက်ဖို့ပဲအချင်းချင်းပေါ့နော်အဖွဲ့အစည်းအချင်းချင်းမှာမှဒူးဒူးမလေးစားဘူးအမိတ်မနာခံမှုမယူသေးဘူးဆိုရင်ကျွန်တော်ဘယ်သူလာလေးစားမှာလဲဆိုတော့အထက်အောက်ဘောလကောင်ဒူးဒူးကိုလေးစားတယ်အမိတ်နာခံတယ်တံပိုးထားတယ်ဆိုတာသူတို့ရဲ့အဖွဲ့အစည်းအသက်ပဲ ပြီးတော့မတီးဖွဲ့စေဝိညာဉ်ကပြည်သူလူထုရဲ့မျှော်လင့်ချက်ကိုအသက်သွင်းထားတာပြည်သူလူထုရဲ့ဝိညာဉ်ကိုပြည်သူလူထုရဲ့မျှော်လင့်ချက်ပြည်သူလူထုရဲ့စန္ဒဝိညာဉ်ကိုသူတို့ရဲ့ဘာဒီရဲ့အသက်ဖြစ်နော်အဲ့လိုမျိုးထားနိုင်တာပေါ့ဖန်ဆုံနိုင်တာပေါ့နော်အဲ့ဒီဘိုင်းနေပေါ့ပြီးတော့မှဟိုလက်တွေ့ကြတယ်အများအားအရှိတရားပေါ်အခြေခံမှာလုံးလုံးပြပေါ့နော်ဟို professional စနေပြောမလား ဟိုဝန်တာတာဝန်နေတာတက်ကြွတာအားငယ်တာဖြစ်ပါစေဟိုကိုယ့်ကိုမယုဖလာယုံကြည်လာတဲ့ယုံကြည်မှုတစ်ခုနဲ့စန့်ကျင်နေပါစေအလုပ်ဖြစ်တယ်မှန်ကန်တယ်ဆိုရင်ကိုယ်ခံစားချက်ကိုဘေးဖင်နိုင်မှာလုံးလုံးနိုင်တယ်ပေါ့နော်ဘယ်လိုမျိုးဥပမာဆိုဆိုဒီဘာသာရေးနဲ့ပတ်သက်လို့ဖြစ်စေနိုင်ငံရေးနဲ့ပတ်သက်လို့ဖြစ်စေပေါ့နော်အလုပ်ဖြစ်မဲ့အရာတကယ်အလုပ်ဖြစ်တဲ့နေရာဖြစ်ရမယ့်အရာပါနေဆိုရင် သူတို့ရဲ့မီယုဖလာယုံကြည်မှုဖြစ်ဖြစ်လက်ခံထားမှုဖြစ်ဖြစ်ဘေးဖယ်ထားနိုင်တယ်။အဲ့လိုမျိုးအပိုင်းနေပေါ့နော်။ဆိုတော့ကျွန်တော်တို့ဥမာကျွန်တော်တို့အတွက်သင်ရတယ်ဆိုတော့ကျွန်တော်တို့ပါတခါကျမျိုးနွယ်စုမှာတိပိတ်မိနေတာကိုချင်းဆိုတာမတက်လာဘဲနဲ့မျိုးနွယ်စုမှာပိတ်နေတယ်။ကိုယ့်ရဲ့ geographical နေမြေတွေလူတာတွေဘာတွေပေါ့နော်။ဆိုတော့သူတို့မှာကလည်းပဲသူတို့မှာလည်းရခိုင်ပြည်သူလူထုမှာသူ့အတိုင်းတန်တဲ့သူအစွဲလေးတွေရှိတာပဲ။ယုံကြည်ချက်တွေရှိတာပဲ။ဒါပေမဲ့ပြည်သူလူထုသူဆွဲခေါ်နိုင်တယ်။ပြည်သူလူထု လက်ခံအောင်နားချနိုင်တယ်။ဘာလို့ဆိုတော့သူတို့ကိုသူတို့လည်းယုံကြည်အောင်လက်ခံသူတို့သူလည်းနားချနိုင်တယ်လို့ဖြစ်တယ်။ကြောင်းလေးနိုင်တယ်လို့ဖြစ်တယ်ပေါ့နော်။အဲ့ဒါတွေကတော့တော်တော်သင်ယူဆရာလေးလာဆရာလို့ကျွန်တော်မြင်နေခင်ဗျ။ချင်းမြီကိုအာနာသိန်းစစ်တပ်ကပြန်ပြီးတော့ထိုးစစ်ဆင်လာပါတယ်။လက်ရှိထိုးစစ်အခြေအနေတွေကဘယ်လိုရှိနေပါသလဲ။ဒီအခြေအနေတွေမှာအာရခတက်တော်ရဲ့အကြံပေးမှုတွေရောဘယ်လိုရှိခဲ့ပါသလဲ။ပူပေါင်းဆောင်ရွက်မှုတွေရှိလာပါမလား။မြို့တွေတိန်းလုံးကလည်းပဲပူပေါင်းဆောင်ရွက်မှုတွေရှိပါလေ။အတူတူတကောပဲအသက်ချင်းထပ်ပြီးမှသူတို့ရဲ့ ပြောရမယ်ဆိုရင်အေးရဲဘော်ဒီပါအများကြီးကိုယ်လေးအင်ကာအသက်တည်တန်ရကြပြီးမှပဲချင်းမျိုးတွေလွတ်မြောက်ကြတာပါအဲကျွန်တော်တို့ချင်း CDF ရဲဘော်ဒီကတော့ပိုးပြီးမှတည်ချရတာပေါ့ပိုးပြီးတန်ရရတာပေါ့နော်အဲ့လိုမျိုးတော့ရှိတာပေါ့ဒါပေမဲ့ကျွန်တော်တို့ need to ပေါ့နော်တန်ရရကြတဲ့အသက်တည်ဆုံးကြပြီးမှလွတ်မြောက်ကြတာပါပြီးတော့မှကျွန်တော်တို့အမြဲတမ်းတော့အနိကဆွေးနွေးတာအတိုင်းပြင်တာကြံပြတာရှိပါတယ်လက်ရှိ2 6စင်တာတဲ့ပုံမှာလည်းပဲ ကျွန်တော်တို့ဘယ်လိုပြောမလဲပူပေါင်းလောက်ကနေအများရှိပါတယ်အဲဘယ်လိုမျိုးဒါပေမဲ့ကျွန်တော်တို့နှိစက်တဲ့ data တွေနှိစက်တဲ့အလျောက်ပေါ့နော်ဝေးတဲ့နေရာကျတော့လေဒီနေ့အများကြီးမဟိုလိုမျိုးဒီနေ့တော့ချီချီရောမကူညီနိုင်တဲ့ဘက်နေလည်းရှိတာပေါ့စိတ်ကောင်းစီကတော့ချင်းပြီးမြောက်ပိုင်းကောင်းတောင်ပိုင်းကောင်းနေရာလုံးကိုလုံးဝအဲ့လိုမျိုးစစ်ကြောင်းထိုးလာတဲ့ဘက်နေတော့ရှိတာပေါ့ဆိုတော့ကျွန်တော်တို့လည်းအတက်နေဆိုအကောင်းဆုံးပြန်တုံးပြန်နေအောင်တော့အဲ့လိုပူပေါင်းလုပ်လို့နေကြပါတယ် စစ်တပ်ရဲ့စစ်ကြောင်းတွေကချင်းကိုဥတီလာတဲ့အချိန်မှာချင်းတော်လိုင်းအင်အားစုတွေကြားကပြိပခတွေကိုဘလို့ညှိနှိုင်းမှုရှိမလဲ။အေအေနဲ့တွေ့ဆုံမှုမှာဒီကြောင်းအရာတွေကိုပြောခဲ့ကြတာရှိပါသလား။တို့ချင်းအဖွဲ့ဒီရဲ့ပြိပခတွေကတော့ဘေကိုဥတီနေတယ်တော့ပြောရခက်ပါလေ။ဘာလို့လဲဆိုတော့အဲကျွန်တော်တို့ဟို CC နဲ့ CB ပေါ့နော်။အဲ CC မှာဆိုလည်းပဲ CDF တွေနဲ့တို့တို့များများဖွဲ့စည်းထားတာပါ။ CDF နဲ့ CNA ပေါ့လေနော်။ ဲ CBR အကုန်လုံးကတော့ CDF တွေပဲပြောမှာပေါ့ CNDF ဆိုတာနာမည်သာ CDF မဟုတ်တာဟုတ်သူလည်း2021မှာပေါ်လာတဲ့ဖွဲ့ပဲဟုတ်ကျွန်တော်တို့နားလည်ထားတာတို့များ2021မှာပေါ်လာတဲ့အဖွဲ့တွေချင်းတော်လိုင်းအဖွဲ့တွေဘုံက CDF နာမည်အများစုခံတာဟုတ်ဘာ CNDF ဖြစ်စေ PDF ဆိုလည်းဖြစ်စေ2021မှာပေါ်လာတာပဲလေနော်2021ဝင်းကျင်မှာ2021မှာပေါ်လာတဲ့ CDF တွေအကုန်လုံးဒီဟို Gen Z ဖြစ်တဲ့အပိုင်းတွေရောဟို Gen Z မဟုတ်တော့မှာပေါ့နော် ဖြတ်တန်းတဲ့ background တွေဒီမိုကရေစီစနစ်ကိုခန်းစားခဲ့တာတွေအကုန်လုံးကတွူးကြတယ်ဆိုတော့ဒီ CDF တဲ့အကုန်လုံးကတော့ဟို2021မှာပေါ်လာတဲ့ဖွဲ့တဲ့အကုန်လုံးကတော့ဟိုနိုင်ငံရေးဝိဝါဒကွဲပြားတော့မှပထမဆုံးချိန်ဒီ2025ဂျွန်တုန်းကပထမအချိန်စစ်ကောင်စီကစစ်ကား35စီးနဲ့တိုးစစ်ဆင်လာတော့အကုန်လုံးပူပေါင်းပြီးမှတော်ထောင်နေကြတာပဲဒါက CCB နဲ့ CC နဲ့ပေါင်းစည်းကြမယ်ညီညွတ်ကြမယ်နိုင်ငံရေးပြည်ပခေါဖြည့်ရှင်းကြပါမယ် ဆိုတာမျိုးမရှိသေးဘူးဒီပြိပက်ကမဖြစ်ရှင်းရသေးတော့ညာလည်းပဲဒီဒီမှာပူပေါင်းတိုက်ခိုက်ကြတာပဲဆိုတော့ဒါကြလေအားလုံးကညီညွတ်ချင်ပါတယ်စူးစီးကြပါဆိုပြီးမှအားလုံးကလည်းပြောကြတယ်တယောက်ချင်းစီကလည်းသဘောတူကြတယ်ဒါပေမဲ့လည်းမစူးစီးနိုင်ဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ဖြေရှားတော့ခက်တယ်ခင်ဗျကျွန်တော်တို့မှလည်းပဲဟိုဘယ်လိုပြုံကြည့်ရမလဲဘယ်လိုလက်ခံမလဲဆိုတဲ့အပိုင်းတွေတော့ပေါ့နော်ခက်ခဲတဲ့အပိုင်းတွေတော့ရှိတယ်ခင်ဗျဟို တချင်ချင်းတော့တခုခုတော့ဖြစ်လာမှာပေါ့ကျွန်တော်တို့လောလောဆယ်တော့ဒီစိတ်ကောင်းစီကိုတော်လှန်ဖို့တွန်းလှန်ဖို့ထိုးစိတ်ကိုတန်ပြန်တက်ခိုင်နိုင်ဖို့တော့ပို့ဦးစားပေးတဲ့အခြေအနေတော့ရှိတယ်ခင်ဗျလက်ရှိမှာစစ်တပ်ကချင်းပြည်နယ်ဝင်ပေါက်ကိုရသွားတဲ့အတွက်စည်ရေးလာလာတွေကဘယ်လိုရှိလာနိုင်ပါမလဲကြိုတင်ပြင်ဆင်ထားတာတွေရောရှိပါသလားအာစိတ်ကောင်းစီရေကောက်ပွဲလို့လို့ရမယ့်နေရာကလောလောဆယ်တကယ်တကယ်တော့နှစ်နေရာပဲရှိတယ်အာဟာခါနဲ့တီတီနဲ့ပေါ့နော်တန်တလန်ကကြတော့တမျိုးလုံးပြာကြသွားပြီမရှိတော့ဘူးမြို့ပါမရှိတော့ဘူး နေရီရွာတွေမှာတော့လူရှိတော်ညာလည်းပဲစိတ်ကောင်းစီကနေရီရွာတွေထိလွှမ်းမိုးမှုမရှိဘူးဆိုတော့ Tenderland ဆိုတာနာမည်ပဲထည့်ထားတာမြို့ပေါ်မှာဟိုမီးလောင်နေတဲ့ဖျားကြောင်းမှာမှုရင်ငုတ်တိုတွေပဲကျန်နေတဲ့နေရာတွေမှာပဲမဲပုံသွားထောင်တယ်လို့ဖြစ်မှာလူတွေဘယ်သူမှမရှိဘူးအားကားမှာတော့သူတို့လုပ်လို့ရမယ်ဒီတိမြို့ပေါ်မှာတော့နည်းနည်းလုပ်လို့ရနိုင်တဲ့ခြေနေတွေတချို့နေရာလေးတွေရှိမယ်ပေါ့နော်ဒါလည်းကောင်းကောင်းလုပ်လို့လုပ်ဂျွတ်ကောက်ပဲသူတို့ UTV မှာပေါ့နော်ဒီတိကိုသူတို့ Husky အချင်း 26ကျင်းလောက်ဆင်းတယ်ကျင်း30နီးပေါင်းဆင်းပြီးမှလူသူလက်နက်ခဲရန်ကြီးကတွေနဲ့လာတယ်ပေါ့နော်အဲစစ်ကွန်စီကြီးကောက်ပွဲတော့ကျွန်တော်တို့အကုန်လုံးတီးပြီးသားပါဆိုတော့အထူးတလေကျွန်တော်တို့လည်းစားလက်ထုတ်ပြန်ပြီးသားပဲပေါ့နော်ဆိုတော့ဟိုစားလက်ထုတ်ပြန်ကန့်ကွက်တာတော့တပိုင်းမှာဒါပေမဲ့ तू လုလို့ရတယ်နဲ့မ तू လုပါပဲ तू စစ်ကွန်စီထိန်းချုပ်တဲ့နေရာမှာ तू လုမှာပဲပြီးတော့မှ तू မထိန်းချုပ်တဲ့နေရာမှာလုမယ်ဆိုရင် तू ထိန်းချုပ်လို့ရအောင်အရင်တိုက်ပြီးမှ तू လုမှာပဲ ဆိုတော့ तू လုပ်လို့ရတယ်မှာ तू လုပ်မှာပဲဆိုတော့အဲ့ဒီနေရာမှာပြည်သူတွေနေနဲ့မဲမပေးနေပြီးတယ်တယောက်နှစ်ယောက်မဲပေးနေလေပေးတယ်မဲနေဖြစ်အောင်လုပ်မှာပဲဆိုတော့အဲ့တယောက်နှစ်ယောက်မဲပေးတော့ရှိရှိမှာပဲအဲ့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အထူးတလေတော့မှတ်ချက်တော့မပြုလုပ်ဘူးကျွန်တော်တို့လက်မခံဘူးကန့်ကွက်တယ်ဒါအဖြေလည်းမဟုတ်ဘူးမှန်ကန်တဲ့ဟိုထပ်ပေါ်လည်းမဟုတ်ဘူးဟို solution တခုမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘလောက်ပဲကန့်ကွက်ကန့်ကွက်စားရီဘလောက်ပဲထုတ်ထုတ် ဘာထုမှလည်း तू စုံမှုနိုင်နေနေမှာ तू လုံးမှာပဲဒါအရှိတရားပဲဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တို့စေကောင်စေထိုးစစ်တီကိုပူပေါင်းခုခံဖို့ပြင်စူးစမ်းနေကြတာအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့လည်းတချို့တချို့ဟာတွေကတော့အရှိတရားကိုလက်ခံတာပဲအရှိတရားရင်ဆိုင်ရတာပဲအဲ့လိုမျိုးတော့ရှိပါလိမ့်မယ်ခင်ဗျာနိုင်ငံရဲ့နေရာနဲ့ကထိုးစစ်မှာစစ်တပ်ကဒီပြည်သူစစ်တွေတခြားလက်နက်ကိုင်တပ်ဖွဲ့တွေကိုတုံးလာတာတွေ့ရပါတယ်ဒီချင်းပြည်နယ်မှာရောစကိုင်းတိုင်းကလေးဘက်ကဝင်လာတဲ့စစ်တပ်ထိုးစစ်မှာ ပြည်သူစစ်တွေတခြားဘူးပေါင်းတပ်ဖွဲ့တွေပါနေတာရှိပါသလားအထက်မှာတွေ့ကြုံရတာတော့ဟိုပြည်သူစစ်တီပေါ့နော်ပတ်စာရတော့ပုံများတယ်အဲ့လိုမျိုးဒါပေမဲ့အဲစိတ်ကောင်စီကတော့ထုံးစံအတိုင်းပေါ့လူအင်အားရှိတယ်လက်နဲ့ခရင်အင်အားရှိတယ်နောက်ကနေဒီ supply chain မပြောမလားပေါ့နော် top up အင်အားကောင်းတယ်ဆိုတော့အဲ့ဒီခရင်နဲ့လူလူအင်အားလူဖြုံးနိုင်တာခရင်ဖြုံးနိုင်တာ ਨੇ တိုးလာတာပဲပေါ့နော်အဲ့ဒါနဲ့ ကျွန်တော်တို့ဘက်မှာတော့ကတဲ့တွေပါတယ်တော့မတွေ့ရဘူးခင်ဗျအဲဒီသူစစ်တီပဲပုံများပါလေတော်လိုင်းကြီးကလည်းအချိန်ကာလတစ်ခုကြာလာတယ်စစ်တဲ့ထိုးစစ်တွေကလည်းပြန်ပြီးတော့အားကောင်းလာတဲ့ချိန်တွေရှိလာပါတယ်ဒီချိန်တွေမှာပြည်သူတွေကိုကိုရိုးအနေနဲ့ဗားများသတင်းစကားပါကျင်တာရှိပါမလဲကျွန်တော်တို့အနေနဲ့ဟိုအဆုံးဆုံးထိတွေးဆရှင်တွေးရမယ်ဒီတော်လိုင်းကြီးကလက်တွေ့တာအလုပ်လုပ်ကြမယ်ဆိုရင်အဲဘယ်လိုကြောင့်လဲသူ့ရဲ့ရေချိန်ဒီရေကပြောင်းလဲနိုင်တယ်လို့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့ဟို ပင်ပန်းမှာကြောက်တာမျိုးခက်ခဲမှာကြောက်တယ်ပြီးတော့မှဟိုဒီစီကွန်စီရက်ဆက်မှုတွေတည်ကြည်ပြည့်စုံမှုတွေကိုတွေ့ပြီးမှအားငယ်တာမျိုးနဲ့ဆိုရင်တော့ကျွန်တော်တို့လွတ်လပ်မှုနဲ့မတန်တဲ့လူတွေလည်းဖြစ်ရင်ဖြစ်နေမှာပေါ့ဟိုလွတ်လပ်မှုနဲ့တန်တဲ့လူတွေလို့ကိုယ့်ကိုခံယူရင်တော့လွတ်လပ်အောင်ကြိုးစားအားထုတ်ရမှာပဲဆိုတော့အဲ့ဒီချိန်ကျရင်လွတ်လပ်တဲ့လူတွေလွတ်လပ်တဲ့ လွတ်လပ်မှုနဲ့ထိုက်တန်တဲ့လူတွေရဲ့ယုံကြည်မှုမျိုးစူးစမ်းအထောက်မျိုးပူးပေါင်းမျိုးလောက်မှာပဲကျွန်တော်တို့မှာရာထုနဲ့တာယာလို့မရဘူးလက်နဲ့နဲ့တာယာလို့မရဘူးအာနာနဲ့တာယာလို့မရဘူးဂျီတူလူထုရဲ့လမ်းစဉ်ကိုမေ့လျော့လိုက်လို့မရဘူးတခါလေကျရင်ကျွန်တော်တို့ခုနောက်ပိုင်း line ပေါ်မှာတက်တာစကားပြောတာနင်းသွားပါတယ်ဘာလို့လဲဆိုတော့ line ပေါ်မှာနိုင်ငံရေးစကားတွေပြောပြီးမှလက်ခုတ်တန်တွေခြူနေကြတာမြင်တဲ့ခါကျရင်ကျွန်တော်တို့နိုင်ငံရေးစကားပြောတာကိုသူတို့ အဲ့လိုလူနဲ့တန်းတဲထားလိုက်မှကျွန်တော်ရှက်တယ်အားနာတယ်ပေါ့နော်ဒေါ်လာရေးဆိုတာကအဲ့လိုမျိုးလုပ်ရတာမဟုတ်ဘူးလို့ကျွန်တော်ခံယူတယ်အဲ့လိုဆိုတော့တခါလေကြာရင်ပြည်သူလူထုဘာမိုတီလဲမပေးချင်တော့ပေးလည်းမပေးရတော့ဘူးအလုတ်လုတ်ရင်းနဲ့လွတ်မြောက်လာတယ်ကျွန်တော်အခုဟိုမှာကျွန်တော်ဆိုမင်းတက်ပေါ့နော်မင်းတက်မြို့နယ်မှာတတ်နိုင်တဲ့များတရားဥပဒေစိုးမိုးမှုရှိအောင်ဟိုလမ်းပန်းဆက်သွယ်ရေးဒီအဆင်ပြေတာအောင်ဟိုဒီစီယုံစီခန့်နေလဲပတ်နိုင်အောင် ရှိနေတဲ့အခက်အခဲတွေကိုဘယ်လိုကျော်လွှားကြမလဲဘယ်လိုချိတ်ဆက်ကြမလဲပြည်သူလူထုတွေလုံခြုံနေတယ်လမ်းပတ်ဆက်တွေကြီးတွေအစတရားဥပဒေအစပေါ့နော်ဟိုတရားစီရင်မှာစဖြန်းဖြန်းတက်တာရှိနေတယ်ဘာညာရှိဆိုရင်ဒါကျွန်တော်တို့လုံလုံနေတာပဲဟိုကျွန်တော်တို့ပြည်သူလူထုရဲ့ယုံကြည်အားကိုးမှုရမှာပဲဆိုတော့တော်လှန်ပြီးသားလွတ်မြောက်ပြီးသားတပိုင်းတစားလွတ်မြောက်တဲ့နေနေဒီမှာတော်လှန်ရေးအဖွဲ့အစည်းတွေကိုပြည်သူလူထုတွေမယုံကြည်ဘူးဆိုရင် ကိုယ်ကိုတော်တိုင်းရဲ့အဖွဲ့စီလို့သတ်မှတ်လို့ရသေးရဲ့လားဤသူလူထုရဲ့ယုံကြည်ကိုးစားမှုတမတမတ်ချမှုအဂတိလိုက်စားမှုကင်းရှင်းမှုရာထူးအနာအလွဲသုံးစားမလုပ်မှုဆိုတာကစကားလှလှတဲ့မဟုတ်စကားလှလှပြောရုံတဲ့မဟုတ်ဘူးလေနော်ဆိုတော့တကယ်လွတ်မြောက်ချင်နေဆိုပြီးမှတကယ်ကြိုးစားအားထုတ်မှုရှိကြမယ်ဆိုရင်တော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ရဲ့တော်လှန်ရေးကကျွန်တော်တို့လက်ထက်မှာပဲရှိနေတော့မယ်အဲပြည်သူလူထုရဲ့ယုံကြည်မှုပံ့ပိုးမှုအရာပေါ့ ဟိုကျွန်တော်တို့ကိန်းကနဲအရာကောလူရည်ရာရောလက်နဲ့ခင်းရရာကောကျွန်တော်တို့မှာပြောင်းလဲနိုင်တဲ့အင်အားပြောင်းလဲနိုင်တဲ့တိုင်းရှိနေတော့မယ်ဟိုဒါလည်းပဲတဖြည်းဖြည်းနားလေလာချဖို့လဲလက်ခံလာချဖို့လဲမျောလင့်နေဒီပြည်သူလူထုတော်လှန်ဖို့လည်းအကုန်လုံးပူပေါင်းအောင်ပေါ့နော်ဆိုတော့အဲဟိုတခါလေကျတွေ့ရပါလိမ့်မယ် အပြိမမှာဖြစ်ဖြစ်ဝေါ်ပေါင်ဖြစ်ဖြစ်မနော်စစ်ကောင်စီတွေစစ်ကြောင်းလိုက်ပြုတ်နေတာကင်းစခန်းနဲ့အတင်းခံနေရတာအပြစ်ခံနေရတာတိုက်ခတ်နေအကုန်လုံးကတော့တော်လိုက်ပေါ်ယုံကြည်မှာတိုက်ခတ်နေကြတော့မယ်ဆိုတော့စစ်ကောင်စီမှာလည်းပဲသူ့ခက်ခဲနေသူရှိပါတယ်ကျွန်တော်တို့ကဟိုစစ်ကောင်စီသားဆိုရင်30နှစ်ကွန်ပထမလိုင်းဒုတိယလိုင်းနဲ့ပညာပြစစ်ကောင်စီဆိုတဲ့ခါတဲ့ဟိုနေပြည်တော်ပဲထွက်ပြဲမလို့သူသူတို့သာစိတ်အားငယ်တတ်မယ်ဆိုရင်လေသူတို့ပဲအရင်ဆုံးထွက်ပြဲရမလို့ပြေးပုံမှားမလို့ဖြစ်နေမှာပဲကျွန်တော်တို့ပဲ နစ်ဖြန်တစ်ပတ်ခါမနိုင်တော့ဘူးလို့ပါလို့လို့ပေါ့လေကျွန်တော်တို့မှာအခုမှပြန်ပတ်တပြန်ကြလို့ပြန်ချတဲ့အချိန်နဲ့ဘလော့မှမရှိသေးဘူးဘောနော်အဲ့ဒါကိုပဲတွေးဝင်နေလို့မရဘူးနော်အငငယ်နေလို့မရဘူးဒေါ်လာကြီးကတော့ပုတ်တဲ့အသီးတော့ကျွေးလာမှာပဲဟိုအထက်မှာဆန်မရှိတဲ့လေပဲရှိတဲ့အသီးတော့ကျွေးမှာပဲအဲ့လိုမျိုးပေါ့နော်ဟိုဒေါ်လာကြီးကတော့အကုန်လုံးကိုစစ်ထုတ်သွားမှာပဲပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဟိုစက်ရုံးကန်ကြမယ်အားထုတ်ကြမယ်ဟိုစက်ဖြတ်ကြော်ကြမယ် ဘောနော်ဟိုဘယ်လိုပြောမလဲကျွန်တော်ကခွင့်ရှိပါတယ်ယုံကြည်မှုတွေရှိပါတယ်ညှော်လင့်ချက်တွေရှိပါတယ်လို့တော့ကျွန်တော်တို့မြင်နေခင်ဗျအခုလိုမြန်မာတောင်းကိုချိန်ပေးပြီးဖြေကြားတဲ့အတွက်ကိုရောမန်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ